finally ဒီနေ့မှာတော့ Vescati Innocent Makeup Look လေးကိုဒီတိကျကျသေးသေးလေး tutorial လေးလာတင်ပေးရပါပထမအဆုံးမျက်ကပ်မှန်ကိုတော့ big eye လည်းမဟုတ် normal eye လည်းမဟုတ်တဲ့ medium size ဆောက်ခွဲထားတဲ့ diameter ရှိတဲ့မျက်ကပ်မှန်လေးကိုတောင်းထားပေးပါ့။ color ကတော့အမဲရောက်လေးပဲရွေးထားရပေါ့နော်။ ီးရင်တော့ skin care site လောက်ပါမယ်ဒါက reverse လောက်ဖြစ်နေကြ skin care step တွေအစင်လိုက်ပါပထမအဦးဆုံး dermalex ကထုတ်တဲ့ toner လေးသုံးပါမယ်ဒီ toner လေးကကြာ reverse အခုတော်တော်ပြပြနေရဲ့ dermalex ဆိုရဲ aesthetic clinic တကူကပေးထားတဲ့ toner လေးပေါ့နော်တော်တော်လေးတဲ့အဆင်ပြေရအောင်သုံးပြနေရပါ ပြီးတော့ Vex တို့ဒီ SS တွေသုံးပါမယ် SS Grovex Urea က EU Thermal Global Water SS တွေသုံးထားပါတယ်ဒီကောင်လေးကအသားရေ6တက်တဲ့လူတွေတော်တော်လေးအဆင်ပြေပေါ့နော်ပြီးတော့ Vex တို့ Serum သုံးမှဖြစ်ပါတယ် Serum ကိုလည်း Vex ဒီ Urea က Tributary Dark Spot Serum လေးသုံးထားပါတယ်သူကအမင်းဆက်အမာရရှိရည်ကိုအများကြီးသက်သာစေရမလို့ Vex ဒါလေးနဲ့တော်တော်တဲ့ရပေါ့နော်ပြီးသွားရင်တော့ moisturizer ကို level 2 UVH ကထုတ်တဲ့ EU thermal water cream ဆိုတဲ့ moisturizer လေးကိုသုံးပြီးထားပါရယ်။ဘာလို့လဲဆိုတော့ vest လို့အသား၆တဲ့ dry skin သမားတွေ ဒီကောင်လေးကတော်တော်လေး hydrating ဖြစ်တယ်ပေါ့နော်ပြီးရင်တော့မပါမဖြစ် sunscreen လေးမှာမယ် sunscreen ကို level urea ချက်ဟာလေးကို two finger method လေးနဲ့ပဲသုံးပြီးတော့လိမ့်ထားရဲပေါ့နော်ကိုယ့်ရဲ့ skin လေးပိုပြီးကောင်းလာခြင်းနဲ့ကြီးကြီးဖိုးဖိုးလေးဖြစ်လာခြင်းနဲ့ဆိုရင် sunscreen သုံးဖို့လုံးဝမမေ့ပါနဲ့နော်ပြီးရင်တော့ primer ကတော့ vesto d prepara ကထုတ်တဲ့ milk blur ထုံးနဲ့ primer လေးသုံးထားပါရဲ့သူက primer ကိုမှထုံးနဲ့ပေးပါရဲ blur effect လေးလည်းပေးရဲပေါ့နော်အသားရဲ့ညိုရဲ့လူမျိုးဆိုတော့တိတ်တော့အဆင်မပြေတော့ပါဘူး ပြီးတော့ခုရှင်ကို Clio ရဲ့ Kill Cover High ကိုခုရှင်လေးရွေးထားရပေါ့နော်သူရဲ့ရှိတ်ကတော့ 4PO Ginger ဆိုတဲ့အယောင်လေးပါဒီခုရှင်လေးကကျတော့ High Coverage တော့မဟုတ်ပေမဲ့ Medium Coverage ကိုမှသူရဲ့ Finish လေးကလုံးဝ Glowy ဖြစ်တဲ့ဘက်ကိုသွားပါတယ်ပြီးရင်တော့ Versity Paper က Liquid Blush လေးကိုတုံးပြီးတော့နှာခေါင်းအလဲလောက်လေးမှာအဲ့လိုနည်းနည်းရေးရေးလေးဖြစ်သွားအောင်ထည့်လိုက်ပါမယ်။ပြီးရင်တော့ Farinose ကဒီ liquid contour stick လေးကိုယူပြီးတော့ vest ရဲ့မျက်နှာလေးနည်းနည်းလေးတင်သွားအောင်လို့ကြီးလို့ကောင်းသွားအောင်လို့ပေါ့နော် contouring လေးလုပ်လိုက်မှဖြစ်ပါတယ်။အရင်အများကြီးမဟုတ်ဘဲနဲ့မျက်နှာရဲ့နည်းနည်းဖောင်းဖောင်းလေးဖြစ်နေရဲ့ puffy ဖြစ်နေရဲ့မျက်နှာလေးကိုနည်းနည်းကြီးလို့ကောင်းသွားအောင်လောက်ပဲ vest ကိုတည်တည်ချာချာလေး shading လုပ်မှဖြစ်ပါတယ်။ ပြီးရင်တော့ Vest Lotti Flower Nose ရဲ့ Strawberry Cupid Collection တွေက Lip Matte လေးပုံသုံးမှာဖြစ်ပါတယ်။ Shade လေးကတော့ VO50 ဆိုတဲ့အရောင်လေးပေါ့နော်။သူ့ကိုယ်က Vest Pani လေးအနေနဲ့နည်းနည်းလေးထည့်ပြီးတော့အရင်ဆုံးသုံးထားမယ်ပေါ့နော်။ Blusher Placement အနေနဲ့ကနှာခေါင်းအလယ်နှာခေါင်းထိပ်ပြီးမျက်လုံးအောက်နဲ့မျက်စိလေးမှာတည်တည်ချာချာလေးချဲပေးမယ်ပေါ့နော်။ပြီးသားပြီဆိုလို့ရှိရင်တော့ဒီ About Tone က Concealer လေးကိုသုံးပြီးတော့မျက်နှာလေးကိုနည်းနည်း Lifting Effect လေးပြအောင်လို့ Vest အခုပြထားတဲ့ပုံစံလေးအတိုင်း Concealer လေးနေရာချပြီးတော့ Blend လုပ် ပ်ပါမယ်ပြီးတော့ Best to Flower Nose Yes Strawberry Cupid Collection ਨੇ ကဒီ Eyeshadow Palette 02လေးကိုသုံးပါမယ်အဲ့ထဲကမှနည်းနည်းအမဲပဲသွားတဲ့အရာလေးကို Best darkest အဖြစ်ဆုံးအရာလေးရွေးပြီးတော့မှ eyebrow တွေဆွဲမယ်ပေါ့နော် eyebrows ကိုတော့နည်းနည်းတမျိုးတစ်မျိုးထူးဆန်းသွားအောင်လုပ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ original eyebrows ကိုထင်းထင်းလေးဖြစ်သွားအောင်လှလှလေးဖြစ်သွားအောင်ဖြည့်ဆွဲတာမျိုးလေးဆွဲထားတာဖြစ်ပါတယ် ြီးသွားရင်တော့အခုလိုမျိုး contouring လုပ်လို့ကောင်းတဲ့ဒီလိုမျိုး brush လေးနဲ့ Judy Doe ရဲ့ဒီ warm tone palette လေးကိုသုံးပြီးတော့ vex ဆိုနှာခေါင်းလေးကိုတူတူချာချာလေးနှာတန်းပေါ်ပါမယ်။နှာတန်းပေါ်တာကလည်းအထွေထူးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ original နှာခေါင်း shape ထက်ပိုပြီးတော့နည်းနည်းလေး narrow ဖြစ်သွားအောင်လေးပဲချင်မှာဖြစ်ပါတယ်။ ရဲ့နှာခေါင်းဘေးကိုအဲ့လိုမျိုးနည်းနည်းရှေ့ရင်းအညိုလေးချပြီးသွားပြီဆိုရင်ခုလို brush လေးကိုတုံးပြီးတော့အဖြူရောင်လေးကိုယူမယ်ပြီးွားရင်ဘေးကနေကွတ်လိုက်မယ်ဆိုရင်နှာခေါင်းရဲ့ပိုပြီးတော့တည်ရဲ့ look လေးကိုရသွားစေရပေါ့နော်ပြီးသွားရင်တော့ဒီ highlight powder အဖြူလေးနဲ့ပဲ vest ရဲ့နှာခေါင်း take ကလေးနဲ့နှာခေါင်း bridge လေးကိုပိုပေါ်သွားအောင်လို့ highlight လေးလုပ်ပေးရမယ်ပေါ့နော်ပြီးရင်တော့ဒီ eyeshadow ချဲ့တဲ့ brush လေးကိုယူပြီးတော့ပန်းအရင်ရောင်လေးကို vest ရဲ့မျက်လုံး down corner လေးရဲ့အပေါ်နဲ့အောက်လေးမှာတိချာလေးချဲ့ပေးလိုက်ပါမယ် ဤနော် Vesto Defire Nose ရဲ့ Share Choice Collection 02 Palette လေးက Belly မော်ရောင်လေးကို Vesto ရဲ့ Eyelid မျက်ခွန်နဲ့ဒီအောက်မျက်ခံ Under Eye လေးရဲ့ Inner Corner ဈေးရမှာလိုက်ဖြည့်ပြီး Blend Out လုပ်ပြီးချိန်လိုက်မှာဖြစ်ပါတယ်။ဒီနော်အခုလိုမျိုးပုံစံ brush လေးကိုတုံးပြီးတော့ vessel နည်းနည်းရင့်တဲ့ color လေးကိုယူလိုက်မယ်ပြီးသားပြီဆိုလို့ရှိရင် vessel ဒီဘက်ဒီ water line ကိုခေါ်မှာအဲ့တောင်စုံလေးကိုနည်းနည်းအညိုလေးအရာလေးပေါ်သွားအောင်လို့ vessel ဖြည့်ပြီးတော့ချိန်လိုက်မှာဖြစ်ပါတယ် င်တော့သေးသေးလေးနဲ့ thick ဖြစ်တဲ့ brush လေးကိုသုံးပြီးတော့ဒီ highlight powder အဖြူလေးနဲ့အတွန်းလေးမှာ egg yolk original egg yolk အပေါ်လေးကနေတင်းတင်းလေးဖြစ်သွားအောင်ဖြစ်လိုက်မယ်ပေါ့နော်ပြီးရင်တော့ eyeshadow အမဲအညူအဲ့လိုရောင်လေးတွေကိုတုံးပြီးတော့မျက်လုံး corner စီမှာ eyeliner မဟုတ်ဘဲနဲ့ eyeliner လိုမျိုး shading လေးပေးလိုက်မှဖြစ်ပါတယ်။ပြီးရင်တော့ဒီ eyeshadow အရောင်လေးကိုပြန်တုံးပြီးတော့ eyelid cell လေးကိုလည်းနည်းနည်း natural ဆန်သွားအောင်ပန်းနွေရောင်လေးတန်းသွားအောင်ချဲပါမယ်။နည်းနည်းရင်းတဲ့ color လေးနဲ့ beige white လေးတွေကိုလည်းချဲပေးလိုက်မယ်ပေါ့နော်။ ပြီးသားရင်တော့ Vest Beauty Flower Nose က Pressed Powder လေးတုံးပါမယ်ဒီကောင်လေးကတကယ်ကိုမိုက်တာ Vest Personally အရင်ကြိုက်တယ်ဘာလို့လဲဆိုတော့တုံးပြီးသွားရင် Folder ထည့်လိုက်တယ်လို့ပဲကိုယ့်ရဲ့မျက်နှာလေးကလုံးဝ Blur ဖြစ်သွားတာအဲ့လို effect ကိုရရပေါ့နော်ပြီးတော့ Flower Nose ရဲ့ Shell Chose Collection နဲ့က05ဆိုရယ်ပါနီလေးကိုတုံးပြီးတော့ Vest တို့ဒီမျက်လုံးအောက်ကလေးမှာရေးရေးလေးဖြစ်သွားအောင်လို့ထပ်ပြီးတော့ Blush လေးထည့်လိုက်ပါမယ်။ ပြီးရင်တော့ရှေ့ရလိုပဲနှာခေါင်းလေလေးရဲ့နှာခေါင်းထိတ်ကလေးရဲ့မင်းစီလေးရဲ့မှလည်းလိုက်ပြီးတော့ဖြည့်လိုက်မယ်ပေါ့နော်ကဲအခုဆိုရင်တော့ vest တို့နှာခေါင်းนี่ဆိုมาပါနှာခေါင်းนี่ကိုလည်းစွန်းနာက vest တုံးထားတဲ့ lip mat လေးပဲပြန်ပြီးတော့တုံးထားပါရဲ့အဲ့အလေးနဲ့အပေါ်နှာခေါင်းလေးနည်းနည်းဖူးဖူးလေးဖြစ်အောင် lip liner မဟုတ်ဘဲနဲ့ lip mat တင်နည်းနည်း blur effect လေးနဲ့ဖူးဖူးလေးဖြစ်သွားအောင်လို့အဲဘေးလေးလိုက်ကွက်လိုက်မယ်ပေါ့နော် ြင်တော့နှခမ်းလေးလေးကိုအတွန်းလေးလေးလည်းဖြည့်ပြီးတော့တည်တည်ချာချာလေးစိုးလိုက်မှဖြစ်ပါတယ်ပြီးသွားရင်တော့ Vesto Roman ရဲ့01 Pomelo ကိုဆိုရယ် Blood Fashion Series ရဲ့နှာခမ်းနီလေးကိုအလယ်လေးနဲ့နှာခမ်းထိပ်လေးမှာနည်းနည်းလေးဖြည့်ပြီးဆိုးလိုက်ရင်နှာခမ်းလေးကဖူးဖူးလေးဖြစ်သွားတဲ့ပုံစံမျိုးလေးကိုရသွားပြီပေါ့နော်ဆိုရင်တော့ clip လေးဖြိုးလိုက်ရင် Vesto ရဲ့လိုချင်တဲ့ဒီ makeup look လေးကပြီးသွားပြီဖြစ်ပါတယ် ကဲဆိုတော့ဒီ look လေးကို like try ပြီးတော့အဆင်ပြေမပြေလေး comment section မှာရေးခဲ့ပေးပါအောင်မသိရလေးရှိရဆိုရင် comment မှာမေးခဲ့လို့ရပါတယ်ဆိုတော့ဒီနေ့ video လေးကတော့ပါပဲနောက်ထပ် video မှာတွေ့ချင်ပါတယ် thank you very much everyone bye bye